ယူဂန်နာနိုင်ငံကတားရတလိဆန်ကြီးလို့တင်စားကြတဲ့လူသားစားတဲ့အရက်ဆက်ဆုံးအာနာရှင်။တမိုင်းတစ်လျှောက်မှာဆိုးရွားရက်ဆက်လာတဲ့နိုင်ငံကောင်းဆောင်တွေအများအပြားရှိခဲ့ကြပါလိမ့်။ဒါပေမဲ့1980ပြည်နှစ်လိုနေတခြားယူဂန်နာနိုင်ငံကိုလုံးဝရက်ဆက်ကြမ်းကြုတ်စွာအုပ်ချုပ်ခဲ့သူအဒီအာမင်လောက်တော့ ရုပ်မာဆိုးသွမ်းသူကရှားပါးပါလိမ့်မယ်။ညှိမ့်မနှိမ့်ဆက်တာ၊ခေါင်းဖြတ်တာနဲ့သူ့ကိုယ်သူလူသားစားတဲ့သူအဖြစ်ဝန်ခံခဲ့တဲ့သူဟာထင်ထားတာထက်ပိုကြောက်စရာကောင်းတဲ့အာနာသိန်းကောင်းဆောင်တူဖြစ်ပါလိမ့်။ သူရဲ့လက်ထက်မှာယူဂန်နာဟာကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးတက်ရှိငရေကိုဖျက်ဆီးခဲ့ရပြီးအုပ်ချုပ်ခဲ့တဲ့၈နှစ်အတွင်းမှာလေယူဂန်နာနိုင်ငံသား၅သိန်းဝန်းကျင်လောက်ဘာအကြောင်းရင်းမှမင်းမရရမရှိပဲတည်ဆုံသွားခဲ့ရပါသည်ဒီလိုရဆက်လာတဲ့ကမ္ဘာအဆိုးရွားဆုံးအာဏာရှင်ကြီးအီဒီအာမင်ရဲ့ဘဝအဖုံဖုံအဆုံးဆုံးနဲ့ဘလိုမျိုးသူ့ဘဝကြီးအဆုံးသတ်သွားခဲ့ရလဲအာဏာရှင်ဘဝကဘလိုလဲဆိုတဲ့အကြောင်းလေးကို Alpha Wave Media ကနေတင်ဆက်ပေးကြပါမယ် ီဒီယိုလေးမစတင်ခင်မှာ channel လေးကို like and subscribe လုပ်ဖို့အတွက်လေးမမေ့ပါနဲ့ဦးမြ။ဆောက်လိုက်ကြရအောင်ပါ။ chartel လေးဘဝမှာဒီ britain စစ်သားကြီးအဖြစ်တော့ idi amin dada lu ခေါ်တဲ့သူကို1925ခုနှစ်နဲ့1928ခုနှစ်ကြားကာလအတွင်းမှာယူကရိန်းနိုင်ငံကိုဘိုကိုမြို့မှာမွေးဖွားခဲ့ပါသည်။သူဟာကာကွာလို့ခေါ်တဲ့မျိုးနွယ်စုဝင်ဖြစ်ပြီးသူရဲ့မိခင်ကနတ်ဆရာမတူဖြစ်ပါသည်။အာမင်ဟာတရားဝင်ပညာရေးအနေနဲ့သာရရှိခဲ့ပေမယ့ ငယ်စဉ်ကလေးကဘာသာရေးမှာအကျွမ်းတူဝင်ရှိခဲ့ပြီးအစ္စလမ်ဘာသာရေးစာပေတွေနဲ့ပတ်သက်လို့အလွတ်ဖက်ရွံ့နိုင်တဲ့ကောင်းလေးအဖြစ်နာမည်ကြီးခဲ့ပူပါရီငယ်ရွယ်တဲ့အီဒီဟာစိတ်တည်ကြောင်းရင်းနဲ့သူ့ရဲ့နေရက်တွေကိုဂုံဆုံးခဲ့ပြီးဆယ်ကျော်သားနောင်ပိုင်းမှာလူအာစီမှာရှိတဲ့ Imperial Hotel မှာအုပ်ထုပ်တဲ့ကုတ်အင်းကြီးတွေကိုတင်စီပေးတဲ့သူအဖြစ်သူ့ရဲ့ပထမဦးဆုံးအလုပ်ကိုလုပ်ကိုင်ခဲ့ပါရီအဲဒီမှာသူ့ကို British အရာရှိတူကသတိထားမိသွားခဲ့တာပါ အရက်6ပေလေးလက်မနဲ့ကုလေးချိန်ပေါင်း140လောက်ရှိတဲ့တမ္မာထွားချိုင်းတဲ့လူငယ်တူအဖြစ်ကြီးပြင်းလာခဲ့ပြီးအီဒီဟာစွာဟီလီလိုခေါ်တဲ့ဘာသာစကားကိုလည်းပြောနိုင်သူပါအီဒီဟာလူရွာကြီးဖြစ်ပေမဲ့အုံနောက်တော့တိတ်ပြီးမပါပြန်ပါဘူးပညာရေးရည်ချင်းနိုင်ပါလို့နာကြောင်းမလို့သူ့ကိုစစ်တပ်ထဲကိုရောက်လို့ရှိရင်ဘာမိမဲပြပြနာဂန်တက်မဲ့သူမျိုးလို့သတ်မှတ်ခဲ့ကြပါသည်အဲ့လိုမျိုးနာဂန်တက်မှုအရေးချင်းတွေဟာစစ်သားတယောက်အတွက်လူလာအပ်တဲ့လက္ခဏာတွေအဖြစ်ရှုမြင်ကြတာကြောင့်မြန်မန်တက်မိသွားခဲ့တဲ့ British ရာရှိကပဲသူ့ကို 1946ခုနှစ်မှာဗြိတိရှ်ကိုလိုနီစစ်တပ်ထဲဝင်ရောက်ဖို့အတွက်ကူညီပေးခဲ့ပါသည်ဒီလိုနဲ့ပဲအီဒီဟာစစ်သားဘဝကိုရောက်ရှိခဲ့ပြီးမာဂါမာဂါလို့ခေါ်တဲ့တက်စကန်မှာအဝိရှော်သူတယောက်အနေနဲ့စတင်ခဲ့ရပါသည်ဒီလိုနဲ့တစ်နှစ်အကြာမှာတော့ဂီလီမာရှိတဲ့21ကြိမ်မြောက် Kings African Rifle Corps လို့ခေါ်တဲ့ဘရင် African Rifle တပ်ဖွဲ့ကိုပြောင်းရွှေ့ခံခဲ့ရပါသည်။တောက်တူမေယာစစ်သားလေးဘဝကနေဘူဂျုံအဖြစ်သို့သူဟာစစ်သားကောင်းတစ်ယောက်ဖြစ်ကြောင်းအကြိမ်ကြိမ်သက်သေပြခဲ့ပါသည်။ သူ့ရဲ့ရဲရင်မှုပြတ်သားမှုနဲ့ရက်စက်ကြမ်းကြုတ်မှုတွေကသူ့ကိုထူးခြားတဲ့တပ်သားတို့အဖြစ်မှတ်သားစေခဲ့ပါသည်။ဆိုမာလီယာမှာတလိမ့်ဆန်ခိုးယူသူတွေကိုအီဒီယာလိုက်လံနှိမ်နှင်းခဲ့ပြီးသူဟာဖို့ဒ်ဟောကိုစိတ်လွတ်ခံခဲ့ရကစကော့တလန်စစ်တီဝိုင်းအတွက်ဝင်ရောက်လေးကျင့်ခဲ့ရပါသည်။အသက်20အရွယ်မှာပဲအီဒီဟာယူဂန်ဒါလိုက် Heavyweight Boxing Champion လည်းဖြစ်ခဲ့သလိုရေကူးသမားကောင်းတစ်ယောက်ဖြစ်လေနာမည်ကြီးပါသည်။နောက်ထပ်နှစ်နှစ်လောက်အတွင်းမှာပဲအီဒီယာမင်းဒေါက်တာဟာစံပြစစ်သားတဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရလောက်တဲ့အထိအတော်လေးတော်ခဲ့တာဖြစ်ပါသည်။မှတ်တမ်းတစ်ခုကသူ့ကိုဘယ်လိုဖော်ပြလဲဆိုရင်အီဒီယာမင်ဆိုတာမယုံနိုင်စရာကောင်းတဲ့ပုံကိုယူနေတဲ့သူလုံးဝမဟုတ်ဘူး။အလွန်ပါနတ်ပြီးမွေးရပါခေါင်းဆောင်ဖြစ်ရမယ်သူလို့ဖော်ပြခဲ့ပါသည်။နောက်ထပ်မှတ်တမ်းတစ်ခုကတော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကိုမှတ်ချက်ပြုခဲ့ပြီးထူးချွန်ပြီးကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့်အတွေးခေါ်နဲ့အုံနောက်တုံးရမယ့်အရာတွေအတွက်ပြောညံ့လိုတဲ့သူအဖြစ်ပုံဖော်ခဲ့ကြပါသည်။ 1952ခုနှစ်မှာအီဒီယာမင်းရဲ့တပ်မဟာကိုကင်ညာနိုင်ငံကိုစေလွတ်ခဲ့ပြီးမော်မော်လူခေါ်တဲ့တပ်ဖွဲ့တွေရဲ့ပုံကံမှုအပေါ်ကိုတွားရောက်တိုက်ခိုက်စေခဲ့ပါသည်။ဒေါ်ရင်မှာပုံကံသူတွေကိုခြေရာခံရှာဖွေတဲ့လုပ်ငန်းတွေလှုပ်ဆောင်ပြီးတဲ့နောက်သူရဲ့စွမ်းဆောင်ရည်တွေအတွက်ယာရူတိုးမြင့်ခြင်းခံခဲ့ရပါသည်။ပထမဆုံးယာရူတိုးခဲ့တာကတက်ချက်ကြီးအဆင့်နောက်တော့စာချင်းအဆင့်ကိုရောက်ရှိလာပါသည်။1953ခုနှစ်ကုန်ပိုင်းမှာသူဟာဗြိတိရှ်ကိုလိုနီစစ်တပ်ထဲမှာလူမဲရာရှိတအူးကရရှိနိုင်တဲ့အမြင့်ဆုံးယာရူဖြစ်တဲ့ FND အဆင့် officer တယောက်ရဲ့အဆင့်နဲ့ညီများတဲ့အနေအထားကိုရရှိခဲ့ပါသည်။ကင်ညာနိုင်ငံမှာသူကအဲ့ဒီယာရုနဲ့နှစ်နှစ်လောက်နေထိုင်နေတဲ့အချိန်မှာပဲမော်မော်ရီကိုနှိမ်နင်းခဲ့ရုံသာမကပဲနဲ့အိမ်အောင်ပြုခဲ့ပြီးကလေးနှစ်ယောက်မွေးဖွားခဲ့ပါသည်။ဒါဟာသူ့ရဲ့ဇနီး၅ဦးတွေကနေမွေးဖွားမဲ့ကလေး35ဦးတွေကအစောဆုံးကလေးတွေပါ။ဒီလိုနဲ့1954ခုနှစ်မှာအာမင်ရဲ့တမဟာယူဂန်နာဂျင်ဂျာမှာရှိတဲ့စက္ကန်းကိုပြန်လာခဲ့ပြီးဘီယမာဂျီကွင်းအဲလီစ်ဘတ်ကစကော့တလန်စစ်တီဝိုင်းမှာရှိနေတဲ့တိုက်ဆိုင်နာမှုလို့ သူ့ကိုကောင်းချီးပေးချီးကျူးခဲ့ပါသည်စစ်သားကောင်းတယောက်ခေါင်းဆောင်ကောင်းတယောက်ပါလို့ယူဆထားတဲ့သူဟာအာနာရဲ့အရသာကိုနည်းနည်းခံစားမိလိုက်တာနဲ့အဆိုးအရွာဆုံးအခြေအနေတွေဖြစ်ဖို့အကြောင်းဖန်လာတော့တာပါပဲနိုင်ငံအာနာတိမ့်မို့ကြံစီခြင်းနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ခြေရာများ1958ခုနှစ်မှာအီဒီဟာဒေသခံစစ်သားတွေရဲ့လာစာတုံးမြင့်ရေလှုပ်ရှားမှုကိုဦးဆောင်ခဲ့ပြီးအောင်နှုတ်မအောင်မြင်ခဲ့ပါဘူး စေဘတ်ထိတ်တန်းအရာရှိတွေဟာအဲ့လိုမျိုးယုတ်တရက်ဘာမှမတိုင်မီမဲလှုပ်ဆောင်မှုကိုမနစ်သက်ခဲ့ကြပါဘူး။ဒါ့အပြင်အီဒီဟာစစ်ထောက်လိုင်းစာမီဘွဲကိုနှစ်ကြိမ်တိုင်တိုင်ကြာရှုံးခဲ့တာကြောင့်စိတ်လဲပြတ်သွားခဲ့ပါသည်။ရာလက်အနေနဲ့သူ့ကိုစစ်မြေပြင်ကနေဗျင်းအာဖရိကန်ရိုင်ဖယ်တပ်ဖွဲ့ DYC ကိုရွှေ့ပြောင်းခဲ့ပါသည်။သူက DY မှာလှုပ်လှုပ်ရှင်တာမဟုတ်ဘဲနဲ့စစ်တိုက်ချင်တဲ့သူဖြစ်တာကြောင့်ပြန်စူးစမ်းရင်စူးစမ်းရင်ပဲ1959ခုနှစ်စစ်ရေးလေးကျင့်ခန်းစာမီဘွဲကိုအောင်မြင်ခဲ့ပြီးတိုက်ခိုက်ရေးကဏ္ဍမှာပြန်လည်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပါသည်။ ဒီလိုနဲ့သူကိုကင်ညာနဲ့ယူဂန်နာနယ်စပ်မှာစပီးတာဝန်ပေးပါရီအဲ့ဒီမှာယူဂန်နာနိုင်ငံသားကာရာမူချောင်နဲ့ကင်ညာနိုင်ငံသားတူရကနာကရွှေပြောင်းနေထိုင်သူတွေကြောင့်ပြင်းထန်တဲ့နယ်စပ်ပဏိပခါတွေဖြစ်ပွားနေတဲ့အချိန်မှာအာမီဟာဗြိတိရှ်ရီရဲ့ကြီးမားတဲ့ရှုံးနိမ့်မှုနောက်ပိုင်းရောက်ရှိလာပြီးအလွန်ကောင်းမွန်စွာဆွမ်းဆောင်ခဲ့တာကြောင့်မလို့ဗြိတိရှ်အရာရှိတဦးကအာမီနီနဲ့ကာရာမူချောင်ဒီတောက်မှာဥပဒေနဲ့စည်းကမ်းရဲ့ဂုဏ်သိက္ခာကိုပြန်လည်တည်ဆောက်ခဲ့တယ်လို့မှတ်ချက်ပြုချီးကျူးခဲ့ပါတယ် ဲလိုကနေပဲဘူအစင်းကိုရောက်နေပြီဖြစ်တဲ့အာမီဟာတူရကနာခေါင်းဆောင်အက်ဒဝတ်မူတီယာနဲ့ငိမ့်ညာရေးသဘောတူညီချက်ကိုညှိနှိုင်းမှုအတွက်တာဝန်ယူခဲ့ပါသည်အာမီရဲ့ရွေးချက်ကိုအကောင့်ထဲပေါ်တဲ့နီလန်းနေကတော့တမတ်ရိုးချပေါင်းတွေကမဟုတ်ခဲ့ပါဘူးသူကကျွဲခိုးတဲ့တူရကနာမျိုးသားရင်းရဲ့ခနာကိုအစိပ်ပိုင်းတွေကိုဖျက်ပစ်မယ်လို့ချိန်ချောက်ပါသည်အဲ့လိုချင်းချောက်ယုံတတ်တတ်တယ်မဟုတ်ဖ ೇನೆ သူကတကယ်လဲအဲ့ရက်ဆတ်မှုမျိုးတွေကိုလောက်ပါရီဒီဒေသမှာမကြုံစဘူးပြင်းထန်လာတဲ့ အကြီးတန်းလာတဲ့လုပ်ရက်တွေကိုလုံးဆောင်ခဲ့တာကြောင့်ငိမ့်ညံသွားတာနဲ့အတူပဲသူ့ဘော်ကိုကြောက်စိတ်တွေလည်းဝင်လာခဲ့ပါသည်ရက်ဆက်ကြမ်းကြုတ်တဲ့ဗိုလ်ချုပ်ကြီးတယောက်အဖြစ်နာမည်ကြီးလာတဲ့အချိန်မှာပဲ1962ခုနှစ်ယူဂန်နာဟာဗြိတိန်ကနေလွတ်လပ်ရေးရပါသည်အရင်ကဒုတိယဒန်စာအဖြစ်သတ်မှတ်ခံခဲ့ရပြီးကိုလိုနီအုပ်ချုပ်သူတွေရဲ့အမိန့်ကိုနာခံခဲ့ရတဲ့ဒေသခံတပ်မတွေဟာလည်းပဲအခုတော့နောင်ကျိုးတွေကနေလွတ်မြောက်သွားပါသည်ဆိုတော့အဲ့ဒီနောင်ကျိုးတွေကလွတ်မြောက်တဲ့အထက်မှာဗိုလ်ချုပ်အီဒီယာမင်းလည်းအပါအဝင်ပါ ဗြိတိရှ်ယာရှိအများစုဟာယူဂန်နာစစ်တပ်ပေါ်ပေါက်လာတာကိုကြီးကြပ်ဖို့အတွက်ယူဂန်နာမှာတချို့ကြံရှိနေပါသည်1964ခုနှစ်မှာယူဂန်နာရဲ့ပထမဆုံးဝင်ကြီးချုပ်မီလ်တန်အိုဘူတီကကာရာမိုကြောင့်ပုံကံမှုကိုနှိမ်နင်းရမှာအာမင်ရဲ့လောက်ရက်တွေကိုသတိပြုမိခဲ့ပြီးဒီကြီးမားတဲ့လူငယ်တိုက်ခိုက်ရေးသမားကိုစစ်တပ်ဒုတိယကုကဲရေးမှုအဖြစ်ယာရုတိုးမြင်ပေးလိုက်ပါသည်ဒီကောင်လေးအရေးချင်းရှိတယ်တိုက်နိုင်ခိုင်းနိုင်နေဆိုတဲ့စိတ်မျိုးနဲ့ခန့်လိုက်တာပါဒီနေရာမှာအားလုံးမသိလိုက်တာတခုက တစ်ချိန်မှာပြန်ကိုက်မဲ့မွေဝေးကိုခပိုက်သေးကိုထဲလိုက်မိတယ်ဆိုတာပါပဲ။ ED ကိုယူဂန်ဒါစစ်တပ်ရဲ့ပထမဦးဆုံးတပ်ရင်းကိုလည်းကွတ်ကဲဖို့အတွက်တာဝန်ပေးခဲ့ပါသည်။1965ခုနှစ်မှာအာမင်ဟာသူ့ရဲ့တပ်ရင်းကိုဂွန်ဂိုကိုခေါ်ဆောင်သွားခဲ့ပြီးအမျိုးသားရေးဝါရီတွေကိုထောက်ခံမှုနဲ့နိုင်ငံသားကထောက်ခံတဲ့အစိုးရကိုခုခံမှုအတွက်ပုံကံမှုမျိုးကိုပြုလုပ်ခဲ့ပေမဲ့လေမအောင်မြင်မဲနဲ့ဂွန်ဂိုစစ်သားတွေရဲ့ဒွန်းလန့်ခြင်းကိုသာခံခဲ့ရပါသည်။အဲလိုကနေပဲအာနာသိန်းတဲ့ဖြစ်စဉ်စတင်လာပါသည်။ နောက်ပိုင်းအာမင်ဟာရွှေနဲ့ဆင်ဆွဲမောင်းခိုမှုတွေနဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတစ်ခုမှာပါဝင်ပတ်သက်ခဲ့ပါသည်။အဲဒီအရှုပ်တော်ပုံကိုလည်းအစဉ်ပြောင်းဖြည့်ရှင်းနိုင်ကြတာဖြစ်ပြီးဝင်းကြီးချုပ်ဖြစ်တဲ့အိုဘိုဒီကငဂူတွေကသဘောကျနေရကနေပို့ပြီးသဘောခွေသွားခဲ့ပြီးအာမင်ကိုဗိုလ်ချုပ်ကြီးနဲ့ယူဂန်နာစစ်တပ်ရဲ့စစ်ဦးစီးချုပ်အဖြစ်ယာရူတိုးမြင့်ပေးခဲ့ကဒီအခြေအနေကိုခိုင်ခိုင်မာမာကင်တွေဖို့အတွက်အပြည့်အဝယုံကြည်တာဝန်ပေးခဲ့ပါသည်။နောက်ပြီးတော့အိုဘိုဒီကအာနာပြန်သိမ်းမှုအတွက်လှုပ်တာပါ။ ဘသူအာကုနဲ့အာနာသိမ့်မို့လဲဆိုတော့အီဒီယာမင်ရဲ့အာကုနဲ့အာနာသိမ့်မို့ပါဝင်ကြီးချုပ်အူဘူတီဟာဝင်ကြီး၅ဦးကိုဖမ်းဆီးခဲ့ပြီးသူ့ကိုယ်သူတမရဖြစ်ခြင်းညာပါလိအာမင်ကိုလည်းပဲစစ်တပ်အင်အားနဲ့တမရမူတီဆာရဲ့နန်းတော်ကိုတွားရောက်စီပြီးတခါရဲအပြတ်ရှင်းခိုင်းလိုက်ပါလိဒါပေမဲ့တမရဟာမတည်ဆုံးသွားခဲ့ပဲအင်္ဂလန်နိုင်ငံကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါလိအူဘူတီဟာညာလက်ယုံဖြစ်တဲ့အီဒီယာမင်ရဲ့ရက်ဆက်တဲ့နေပြူဟာရီကြောင့်သဘောအယမ်းကျခဲ့ရပြီး 1969ခုနှစ်မှာတော့အာမင်ကိုစစ်တပ်အပေါ်မှာအမြင့်ဆုံးကုတ်ကဲမှုကိုပေးရလိုက်ပါရီ။အီလီယာမင်းရဲ့စိုးသွမ်းမှုတွေကဒီအချိန်မှာမစတင်သေးဘူးလို့ဆိုရမှာပါ။1969ခုနှစ်မှာတော့သူဟာတက္ကသိုလ်တက်ပြီးအင်္ဂလိပ်စာအတန်းတွေယူခဲ့ပါရီ။နောက်ဆုံးမှာတော့တက္ကသိုလ်ကနေပါရဂူပွဲကိုရရှိတဲ့အထိစာတော်ခဲ့တာပါ။1969ခုနှစ်မှာတော့အကြောင်းကိစ္စမလာတာတွေဖြစ်ပေါ်လာပါသည်။ UNA ပြည်သူ့ကွန်ဂရက်လို့ခေါ်တဲ့အဖွဲ့အစည်းကပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုဂျိုးပန်းတာကြောင့်မလို့ရာထူးအကြီးမားဆုံးစစ်တပ်ရဲ့ အာမင်ရဲ့ခေါင်းဆောင်မှုတွေဟာစိန်ခေါ်ခံခဲ့ရပါသည်။စေဦးစီးချုပ်ဟာသူ့ရဲ့ထိန်းချုပ်မှုကိုအသုံးပြုဖို့အတွက်ရက်ဆက်တဲ့နှီးပြူဟာတွေကိုသုံးနေတာ။ပုံကံတဲ့လူမှုအဖွဲ့အစည်းကိုအစိုးရရဲ့ပြုံလိုက်တပ်ဖြတ်တာနဲ့အတိုက်ခံခေါင်းဆောင်တွေကိုရရဆက်ဆက်ကွက်မြတ်တာတွေလုပ်နေတာကြောင့်သူတို့ကစိုးရိမ်ပူပန်ခဲ့ကြတာပါ။နိုင်ငံရေးအခြေအနေတွေပြောင်းလဲလာပြီးသူ့ရဲ့လုပ်ရက်တွေပေါ်လာတာကိုသိရှိတဲ့အာမင်ဟာဆိုရှယ်လေးဝါရာဒန်းတွေကိုပါဝင်ရောက်တက်ရောက်ခဲ့ပါသည်။ဒါပေမဲ့ဒီအရာတွေကအာမင်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီမှာပဲဗိုလ်မှူးချုပ်အာကိုရာကတမရအတင်းလောက်ထားတဲ့အိုဘိုဒီကိုလှုပ်ကြံမှုအတွက်ကြိုးပမ်းမှုမှာအာမင်ပတ်သက်နေတယ်လို့ဝင်ပြီးဆွဆွဲပါရီအာမင်ကလည်းပဲတကယ်ပဲအိုဘိုဒီကိုလှုပ်ကြံတက်ဖြတ်ဖို့အတွက်ကြံစီလိုက်တာဖြစ်ပါရီသူ့ရဲ့ခေါင်းဆောင်နေရာလှုပ်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 ဖြစ်လာတာဖြစ်တဲ့အတွက်တမရနေရာကိုလိုချင်လာတာပါဒီအကြောင်းအရာကိုအိုဘိုဒီကသိသွားတဲ့အခါမှာသူကျွေးတဲ့မြောက်ကသူ့ကိုပြန်ချောက်ပါတယ်လို့ထင်ပြီးအာမင်ရဲ့ကြောင်းမှာတင်းမာမှုတွေဖြစ်ပေါ်လာပါရီအီဒီဟာသူ့ရဲ့ကိုပိုင်ဩဇာအာဏာကိုတိဆောက်ဖို့အတွက် သူမျိုးနွယ်စုဝင်စစ်သားတွေကိုစုဆောင်းခဲ့ပြီးအဘိုဒီကိုလှုပ်ကြံမှုအတွက်ဂျိုးပန်းမှုနောက်ကွယ်မှာတကယ်ပဲသူရှိခဲ့တယ်ဆိုတာကိုလည်းပဲဝန်ခံတတ်တည်ပြခဲ့ပါသည်။ဒါ့အပြင်စစ်စင်ရေးရမုံငွေကနေတန်း40ရှိတဲ့ရှီလင်ငွေကိုအလွဲသုံးစားလှုပ်တာကိုလည်းပဲသူကိုယ်တိုင်ပဲဖော်ထုတ်ပြောဆိုခဲ့ပါသည်တဲ့။1980ပြည်နှစ်မှာတော့အာရမင်ကိုစီဦးစီးချုပ်ခန့်ထားတဲ့ OBD ကမင်းထက်လေလို့ပဲတမရလုံနေပါတယ်ဆိုတဲ့အထားနဲ့အာမင်ကိုစစ်တပ်ကိုအပြေးအဝအပြီးစီးရထားတဲ့ စေဦးစည်းချုပ်ယာရီကနေထုတ်ပေးလိုက်ပြီးတရားစွဲဆိုဖို့အတွက်လုပ်ခဲ့ပါသည်ဖမ်းဆီးရာကိုရှောင်လွှဲဖို့အတွက်အာမင်ဟာကမ်ပါလာကိုတွားရောက်ရှောင်တိန်ခဲ့ပါသည်အဲဒီကနေပဲအိုဘိုဒီကိုပြန်လည်တိုက်ခိုက်ဖို့အတွက်အခွင့်အရေးကိုစောင့်နေကြတာပါအဲဒီအခွင့်အရေးကတော့1980ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာပဲပေါ်ပေါက်လာပါသည်အဲဒီနေ့မှာတမရအိုဘိုဒီဟာစင်ကာပူနိုင်ငံကနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ထိတ်တန့်အစည်းအဝေးတစ်ခုကိုတွားရောက်တက်ရောက်နေပါသည်အဲဒီအချိန်မှာပဲအာမင်ဟာခေါင်းဆောင်မဲနေတဲ့နိုင်ငံကို ရဝန္ဒာတဘုံကြီးရဲ့အကူအညီနဲ့သွေးထွက်တန်ရုံအာဏာသိမ်းမှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပြီးသူ့ကိုယ်သူဝင်ကြီးချုပ်နဲ့တမရအဖြစ်ကြီးညာလိုက်ပါတော့တယ်။အိုဘိုဒီဟာစင်ကာပူနိုင်ငံကနေအိမ်ပြန်လေရင်ပေါ်မှာဒီသတင်းကိုကြားခဲ့ရပြီးနိုင်ငံကိုမပြောင်းတော့ဘဲနဲ့တန်ဇန်နီးယားကိုလေရင်လမ်းကြောင်းပြောင်းခဲ့ပါတယ်။အရင်နှစ်တွေတုန်းကဆိုရင်တမရအိုဘိုဒီနဲ့အနောက်တိုင်းအင်အားကြီးနိုင်ငံတွေရဲ့ဆက်ဆံရေးဟာမတည်မငြိမ်ဖြစ်နေခဲ့တာကြောင့်မလို့အစိုးရအပြောင်းလဲကိုလည်းအနောက်တိုင်းအစိုးရတွေကကြိုးစားခဲ့ကြပါတယ်။ဆိုလိုချင်တာကအာမင်ကိုထောက်ခံပေးခဲ့ကြတာပါ။ နောက်ပြီးတော့ပြည်ရင်းကလူရန်စားတွေဟာလည်းပဲအိုဘိုတိဟာအလုံးမလုံးတဲ့တမရတယောက်ပါဆိုပြီးသူ့ကိုဖြုတ်ချအာနာသိမ်းလိုက်တဲ့အာမင်ကိုပျော်ပျော်ကြီးထောက်ခံခဲ့ကြပါသည်အနောက်တိုင်းအရာကြီးနိုင်ငံတွေဟာယူကန်နာအစိုးရအသစ်ပေါ်မှာမျှော်လင့်ချက်တွေထားခဲ့ကြပြီးအာမင်ကဒေတာရင်းရုရှားရဲ့ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်နိုင်လိမ့်မယ်လို့လည်းယုံကြည်ခဲ့ကြပါသည်လူရီအားလုံးကတော့သူတို့သိထားတဲ့ ED အာမင်အားကစားသမားတူအမျိုးသားချန်ပီယံလက်ဝဲကစားသမားတူ စစ်တပ်ထောက်လမ်းရေးဆက်မေးပွဲကြာရှုံးခဲ့ပေမဲ့တက္ကသိုလ်ပါရဂူဘွဲကိုယူထားတဲ့လူတယောက်လိုပဲတိလိုက်ကြတာဖြစ်ပါလိမ့်။ဒါပေမဲ့သူတို့မတိလိုက်တာကအာမင်ဟာမကြုံစဘူးအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့အာနာရှင်တဦးဖြစ်နေခဲ့တယ်ဆိုတာပါပဲ။အာမင်ရဲ့အုပ်ချုပ်မှုဟာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတာလေဝရဲတပ်ဖွဲ့ကိုဖျက်သိမ်းတာနဲ့လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကျင်းပပြီးမယ်လို့ဂရီပေးချင်းနေနဲ့စတင်ပါလိမ့်။ဒါပေမဲ့သူရဲ့တကယ်တဘာဝကိုပြသဖို့တော့အချိန်ကြာကြီးမယူလိုက်ရပါဘူး။ သူဟာအုပ်ချုပ်ရေးကာလကို16လကနေ9နှစ်အထိတူချဲခဲ့ပါသည်။ဒါကအစိုးရကိုနိုင်ငံအတွက်အမှန်တကယ်အကျိုးပြုနိုင်မယ့်ပုံစံမျိုးပြုပြင်ပြောင်းလဲဖို့အချိန်လိုတယ်လို့သူကအကြောင်းပြခဲ့တာပါ။အီရီယာမီဟာသူ့ကိုယ်သူကဘာပေါ်မှာရှိတဲ့တားရဲတလေးဆန်အားလုံးရဲ့သခင်ပင်လယ်ပြင်ကငါးရီအားလုံးရဲ့တငါတယ်လို့မှတ်တမ်းတင်နေယူသွတ်တဲ့ဘွဲ့နာမည်တွေကိုလည်းပေးအပ်ခဲ့ပါသည်။1992ခုနှစ်ဩဂတ်စ်လမှာသူဟာဇီဝရေးကိုပြုပြင်ဖို့ရည်ရွယ်ပါသည်။အဲဒီလိုလှုပ်ဆောင်မှုမှာနိုင်ငံရဲ့ငွေကြေးပြဿနာတွေအတွက် ယူဂန်နာနိုင်ငံသားမဟုတ်တဲ့အာရှလူမျိုးတွေပြဿနာတွေအပေါ်တာဝန်ယူရမဲ့သူတွေအဖြစ်သတ်မှတ်ခဲ့ပါသည်။သူရဲ့ဖြေရှင်းချက်ကဒီဖြေရှင်းချက်အပြင်ထန်ဆုံးမှာဗြိတိန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအပါအဝင်အာဖရိကန်နိုင်ငံသားမဟုတ်တဲ့အာရှလူမျိုးတွေအားလုံးကိုယူဂန်နာနိုင်ငံကနေပြီးနှင်ထုတ်လိုက်ပါသည်။သူကဒီအာရှသားတွေကိုနှင်ထုတ်ဖို့အတွက်ဘုရားသခင်ကသူ့ကိုဗျာဒိတ်ပေးတယ်ဆိုပြီးတော့လဲဝှှူဝါတွေပြောပါသေးတယ်။ထီးခိုင်းနေတဲ့လူပေါင်း9000ကိုနိုင်ငံကနေထွက်ခွာဖို့အတွက်ရက်90လောက်ပဲအချိန်ပေးခဲ့ပါသေးတယ် အဲ့လိုမှမဟုတ်ရင်ဖမ်းဆီးခံရတာဒါမှမဟုတ်ပူဆိုးတာတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်ဆိုပြီးလဲချင်းချောက်ခဲ့သေးတာပါဒါအပြင်သူတို့ဟာကိုနေတူယူသွားနိုင်တဲ့ပစ္စည်းတွေနဲ့ငွေတွေကိုသာယူဆောင်သွားခွင့်ရှိပြီးကျန်တဲ့ပိုင်းဆိုင်မှုအလုံးကိုယူကန်နာနိုင်ငံမှာပဲထားခဲ့ရပါသည်အဲ့ဒီထားခဲ့တဲ့အရာတွေအကုန်လုံးကိုတော့အာမင်အပါဝင် သူ့ရဲ့အပေါင်းအသင်းတွေဟာခွဲဝေယူခဲ့ကြတာပါဒါကြောင့်မလို့နိုင်ငံတွေကအာရှသားတွေနဲ့ဗြိတိန်နိုင်ငံသားတွေကိုမောင်းထုတ်ပြီးတဲ့နောက်မှာအရီယာမင်တယောက်အတော်လေးချမ်းသာသွားခဲ့ပါသေးတယ် ဒီလိုမျိုးလူအများပြားကိုနိုင်ငံတွေကနှင်ထုတ်လိုက်ပြီးတဲ့နောက်မှာတော့အာမင်ဟာအရင်အစိုးရနဲ့ဆက်ဆက်နေတဲ့တွေကိုရှင်းပြဖို့အတွက်စတင်ပါလိမ့်။လောက်ကျန်တပ်ဖြတ်သူတွေဟာအရင်အစိုးရအဆက်ဆက်ယာရူဟောင်း၊ဝင်ကြီးဟောင်း၊ဘလူးယာရူမျိုးဖြစ်ပါစေတပ်ဖြတ်တာမျိုးကိုပြုလုပ်ခဲ့ပြီးဗြိတိရှ်အစိုးရနဲ့ဆက်ဆက်နေတဲ့တွေအထိပါပါဝင်ခဲ့ပါလိမ့်။ဗြိတိရှ်စီးပွားရေးလုပ်ငန်းတွေနဲ့ပိုင်ဆိုင်မှုတွေကိုလည်းအစိုးရကသိမ်းယူပါလိမ့်။ဗြိတိန်ရဲ့ဂျူးလူမျိုးတွေကိုနိုင်ငံတွေကနှင်ထုတ်ခဲ့ပြီးအာနာကိုလက်ထဲမှာကိုင်ရင်လှုပ်ချင်တာတွေကိုလုပ်နေခဲ့တော့တာပါ။ နောက်ဆုံးမှာသူ့ကိုငကူရုံးကထောက်ခံပါတယ်လို့အရေးယောင်နေပြခဲ့တဲ့ British Empire and Israel တို့ကယူကန်နာနဲ့တန်တမန်ဆက်ဆံရေးအားလုံးကိုဖျက်တောက်လိုက်ပြီးထောက်ပံ့မှုတွေအကုန်လုံးကိုလည်းရပ်ဆိုင်းပစ်လိုက်ပါတယ်။ဒီအချိန်ကနေစပြီးဘလူးကောင်းဆောင်းထားတဲ့မင်းသားတယောက်ရဲ့တကယ့်မျက်နှာအမှန်တွေပေါ်လာပါတယ်။အာမီဟာသူ့ရဲ့စစ်တပ်ကိုအားဖြည့်ဖို့အတွက်လက်နက်အစ်တွေရဖို့လစ်ဗျားစီကိုလှည့်ခဲ့ပါတယ်။အဲဒီသဘောတူညီချက်ရဖို့အတွက်အာမီဟာလစ်ဗျားအနာရှင်ဂရာဖီကို UNR ကိုအစ္စလာမ်ဘာသာနိုင်ငံအဖြစ်ပြောင်းလဲပေးမယ်လို့ကြေပေးပြီးတော့ရာသမျှအထောက်ပံ့တွေကိုနှိုက်ထုတ်ယူခဲ့တာပါ UNR အနာရှင်ဟာစီရေးအထောက်ပံ့တွေအတွက်ရုရှားစီကိုလည်းလှည့်ခဲ့ပြီးအနောက်တိုင်းအင်အားကြီးနိုင်ငံတွေကိုစန့်ကျင်ဖို့အတွက်ခိုင်မာတဲ့တွန်းအားတစ်ခုဖြစ်ပေးပါမယ်ဆိုပြီးလဲသွားပြီးအာမခံပါရီဒါပြင်အစ္စရေးကိုစန့်ကျင်တဲ့ပါလက်စတိုင်းရုံးကံမှုကိုလည်းသူကပြင်းပြင်းထန်ထန်ထောက်ခံပေးခဲ့ပါသေးတယ်ပြည်တွင်းမှာလည်းအာမေဟာသူ့ရဲ့စစ်တပ်ဖွဲ့စည်းပုံကိုလုံးဝပြောင်းလဲပြလိုက်ပါရီ ။ငွေရှိနေတဲ့အကြီးတန်းအရာရှိ36ယောက်စလုံးကိုမာကင်ဒီအကျဉ်းထောင်လို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့အကျဉ်းထောင်ကိုပို့ခဲ့ပြီးအကျဉ်းခန်းတွေထဲမှာပိတ်လောင်ထားခဲ့ပါသည်။နောက်ပြီးအဲ့ဒီချုံနောင်ထားတဲ့36ယောက်စလုံးကိုလှန်စွန်းနဲ့အဆုံးစီရင်ပေးခဲ့ပါသည်။အရင်စေဦးစီးချုပ်ဘုံမူးချုပ်ဆူလီမန်ဟူစိန်ကိုလည်းဖမ်းဆီးလိုက်ပြီးသူရဲ့လက်အောက်ခံဟောင်းနေအပါအဝင်မှာတနက်တင်နဲ့ရိုက်တက်ခဲ့ကြတာပါ။ဒါရင်မကပါဘူး။သူရဲ့ခေါင်းကိုပါဖြတ်ပြီးကမ်ပါလာကအာမင်ရဲ့အိမ်အသစ်စီကိုပို့ပေးခဲ့ကြပါသည်။ ်အာမီဟာသူ့ရဲ့အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့ကျောင်းမဖွေရခေါင်းပြတ်ကြီးကိုရေခဲတစ်တာတွေမှာထည့်သိမ်းထားခဲ့တဲ့အသည့်ရဆက်ခဲ့သူပါနိုင်ငံရဲ့အဓိကတက်စခန်းတစ်ခုကထိတ်တန်းရာရှိကြီးတွေကိုတင်ကားတွေဝင်လာတာကိုအလေးပြုဖို့စီရေးပြခွေမှာတန်းစီခိုင်းပါရီနှစ်ကြိမ်စလုံးမှာတင်ကားတွေဟာလမ်းကြောင်းကနေရုတ်တရက်ပြေးထွက်ပြီးအရာရှိတွေကိုတိုက်ချပစ်ခဲ့ပါရီမတိဆုံးသူတွေကိုတော့စောင့်နေတဲ့တနတ်သမားတွေကပြစ်တက်ခဲ့ကြပြီး နောက်ထပ်တက်စကန်တစ်ခုမှာတော့အရာရှိတွေကိုအခန်းထဲမှာစုဝေးနေပြီးတမရကလာပြီးတော့စကားပြောမယ်ဆိုတဲ့အကြောင်းကိုပြောသွားပြီးဒါပေမဲ့အဲ့ဒီအချိန်မှာအာမင်ရဲ့အချွေရံတွေကတက်စကန်ထဲကိုဝင်လာခဲ့ပြီးလူတွေစုနေတဲ့အရာရှိအခန်းထဲကိုလက်ပြဘုံတွေပြစ်ချခဲ့တာကြောင့်မလို့ရှိသမျှအရာရှိအကုန်လုံးတည်ဆုံသွားရပါပြီလာနေငယ်အတွင်းမှာပဲယူကန်နာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံရေးသမားနိုင်ငံရေးကိုနားလည်တဲ့သူယာရူဂျီဝင်နန်းစသဖြင့်အရင်တုန်းကလူဟောင်းတွေအကုန်လုံးနှီးပါတည်ဆုံသွားခဲ့ရပါပြီ။ သူတို့အစားအာမင်ဟာသူ့ရဲ့ကွာကွာမျိုးနွယ်စုဝင်တွေကိုအစားထိုးခဲ့ပြီးနိုင်ငံရေးဆိုတာလည်းမသိပညာရေးဆိုတာလည်းမသိနိုင်ငံတစ်နိုင်ငံကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတာနိုင်ငံတစ်လုံးမှမသိတဲ့စိတ်ကြောင်းနေတဲ့လေသမားတွေရက်သေးရွာတဲ့ဈေးရောက်နေတဲ့သူတွေဒီလိုလူမျိုးတွေဟာထိတ်တန်းပူကြုံကြီးတွေဖြစ်လာပါပြီမျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါနိုင်ငံမှာအုပ်ချုပ်နေတဲ့တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေအကုန်လုံးကိုတတ်ပြစ်လိုက်ပြီးရက်ွက်ထဲမှာရှိတဲ့လူတွေကိုယာရုတွေတစ်ခုပြီးတစ်ခုပေးထားတဲ့နိုင်ငံကြီးဟာတာယာနိုင်မှာမလားဒါမှမဟုတ်ဒုတက်နိုင်မှာမလား အာမေနီနဲ့အဲဒီစစ်တပ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုပြည်သူတွေနဲ့နိုင်ငံတကာကနေမသိအောင်လို့ဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့ဒီအရာတွေအရက်သားတွေစီကိုပြန့်နှံ့လာတဲ့အခါမှာတော့ရိုင်းဆိုင်တဘာဝကိုဖုံးထားတဲ့အာမေရဲ့မျက်နှာဖုံးပြတ်သွားခဲ့ပါသည်။အဲဒီအချိန်မှာပဲပြည်သူတွေဟာအစိုးရအပေါ်မှာ အကြီးညိုကင်းမဲ့လာခဲ့ပြီးစန့်ကျင်မှုတွေပြုလုပ်ခဲ့ပါသည်။အာမေနီနဲ့အဲဒီစန့်ကျင်မှုလုပ်တဲ့လူတွေကိုဘလို့များဂိုင်းတွယ်ဖြစ်ရှင်းခဲ့တဲ့ထင်ပါတယ်လေ။ပြောရင်ယုံနိုင်မှာတော့မဟုတ်ပါဘူး။ စီကံထိမ့်သိမ့်မှုပါဆိုတဲ့အမည်ခံပြီးယူဂန်ဒါနိုင်ငံကယူဂန်ဒါလူမျိုးစစ်စစ်၅သိန်းကျော်ကိုတပ်ဖြတ်ခဲ့ပါသည်အဲ့ဒီအသက်ခံရတဲ့သူတွေထဲမှာတရားသူကြီးချုပ်တွေဆရာဝန်တွေရှေ့နေတွေတန်တမန်တွေသတင်းသမားတွေစသဖြင့်ဘသူတယောက်မှမကြံအောင်လို့အသက်ခံခဲ့ရတာပါနိုင်ငံထဲမှာနေထိုင်နေတဲ့နိုင်ငံသားတွေအထိအဲ့ဒီစီးရင်ထဲမှာပါသွားခဲ့တာဖြစ်ပါသည်ဘလို့စိတ်ကူးအတွေးခွန်နေများအေရီယာမင်တယောက်ဒါရီကိုလုတ်ခဲ့တာလည်းမသိရပါဘူး ။အိဒီယာမင်းဟာတခြားရက်ဆက်တဲ့အာနာရှင်တွေနဲ့မတူဘဲနဲ့သူ့ရဲ့တပ်ဖြတ်မှုတွေမှာကိုယ်တိုင်လည်းကြည်ကြည်နက်နက်ပျော်ပျော်ရွှင်ရွှင်ပါဝင်ခဲ့ပါသည်။လူတွေကိုနှိပ်စက်ညှဉ်းပန်းတာမျိုးသူရဲ့ခေါင်းတွေကိုမိချောင်းစာကျွေးတာမျိုးတွေလည်းလုပ်ပါသည်။အဆိုးရွားဆုံးအချက်ကတော့သူဟာရန်သူတွေကိုအောင်းနိုင်တာဒါမှမဟုတ်သူလှုပ်ချင်တာကိုလုပ်ပြီးတဲ့အခါမှာတည်ဆုံသွားတဲ့သူတွေရဲ့အသားကိုစားတယ်လို့လည်းဂုံယူစွာသူကိုယ်တိုင်ပြောခဲ့ပူပါသည်။နာမည်ဆိုးတဲ့ကြော်ကြားတဲ့အခိုက်အတန့်တစ်ခုကတော့1992ခုနှစ်အာမင်ဟာ ူးနိုင်ငံမှာနိုင်ငံတော်ညားစာစားပွဲကိုကျင်းပနေတော့ဇပွဲကနေထွက်ခွာသွားခဲ့ပြီးစေဦးစီးချုပ်ဖြစ်တဲ့ဆူလီမန်ဟူစိန်ရဲ့အေးခဲနေတဲ့ဦးကောင်းကြီးကိုကင်ဆောင်ပြီးပြန်ရောက်လာခဲ့ပါသည်သူရဲ့ဧည့်သည်တွေဘယ်ကိုကြည့်လို့ကြည့်ရမှန်းမသိဖြစ်နေချိန်မှာသူကအဲ့ဒီခေါင်းကိုဆဲဆူချိန်မှောင်းပြီးဓာရီခရင်နေနဲ့ပြစ်ပေါက်တဲ့အထီးကိုတော့မှစိတ်လွတ်နေကြတာဖြစ်ပါသည်စစ်တပ်အသစ်ကိုလည်းရမုံငွေလိုအပ်တာကြောင့်အာမင်ဟာပညာရေးအခြေခံအဆောက်အုံနဲ့ဂျမားကြီးစားရဲကဏ္ဍတွေကလိုအပ်တဲ့အခွန်ဝင်ငွေတွေကိုလွှဲပြောင်းယူပြီးစစ်တပ်တစ်ခုရဲ့အတွက်ပဲအသုံးပြုခဲ့ပါသည် အရက်ဖတ်တရားရုံးတွေထက်စစ်တပ်တရားရုံးတွေကပိုပြီးတော့အရေးပါလာပါသည်။ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီးဝင်ကြီးအလုံးကိုဖမ်းဆီးမယ်လို့လည်းချင်းချောက်ပြန်တာပါ။ဒီလောက်ရရဆက်ဆက်တွေကိုပြုမှုနေတာကြောင့်မလို့အီဒီယာမင်ကိုကြောက်ရွံ့မှုတွေဟာပိုပိုဆိုးလာခဲ့ပြီးနိုင်ငံတကာကအမုန်းတရားတွေရောပြည်ရင်းအမုန်းတရားတွေကိုရောရင်ဆိုင်ခဲ့ရပါသည်။သူဟာအဲ့လိုကြောက်တဲ့အတွက်လေအမြဲတမ်းသူ့ရဲ့အနီနာမှာလုံခြုံရေးတပ်ဖွဲ့လူတောင်း၈000လောက်နဲ့ဝန်းရံစီခဲ့ပါသည်။အဲ့လူတွေကလည်းပဲရက်ဆက်တဲ့တေမင်းတမန်တပ်ဖွဲ့တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လူတွေကိုရဲရဲဆက်ဆက်အနိုင်ကျင့်တာလူရဲတာတွေကိုစိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့သူတွေပါ။ဗျမ်းမြအားဖြင့်အီဒီယာမင်အုပ်ချုပ်နေတဲ့အချိန်မှာတရက်ကိုအနည်းဆုံးလူ40လောက်ကနေ50လောက်အထိတည်ဆုံနေခဲ့ရပါသည်။ဒီအချိန်မှာပဲတစ်ဖက်ကသမရအနေအားကနေပြီးတော့ပြုတ်သွားခဲ့ပြီးအာနာအသိမ်းခံလိုက်ရတဲ့သမရဟောင်းအိုဘူတီဟာနေဆက်ကနေတဆင့်ယူဂန်နာကိုအာနာပြန်သိမ်းမှုအတွက်ကြိုးပမ်းခဲ့ပါသည်။အာမီဟာသမရဟောင်းအိုဘူတီနေထိုင်နေတဲ့တန်ဇန်နီးယားမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီး ။ဥပိုတရဲ့ရည်မှန်းချက်တွေကိုထိထိရောက်ရောက်အဆုံးသတ်ခဲ့ပါသည်။နိုင်ငံတွင်းမှာဒီလိုမျိုးအကြမ်းဖက်မှုတွေဖြစ်ပေါ်နေချိန်မှာအာမေရိကကတော့နိုင်ငံတကာစင်မြစ်မှာထင်ရှားတဲ့လုပ်ရည်တွေကိုလှုံ့ဆော်နေတာပါ။သူကမြောက်အရာလန်နိုင်ငံမှာငြိမ်းချမ်းရေးကိုကြောက်ဝင်စစ်ဆက်ပေးဖို့ကမ်းလှမ်းခဲ့ပြီးစကော့တလန်ကိုလည်းပဲသူတို့နဲ့ပူးပေါင်းမှုဆွဲဆောင်တာမျိုးလုပ်ခဲ့ပါသည်။အာဖရိကနိုင်ငံတွေအနေနဲ့တောင်အာဖရိကကိုစန့်ကျင်ဖို့စီးလုံးတင်နေဆိုပြီးတော့လည်းပြောခဲ့ပါသည်။သူဟာ Organization of African Unity OAU အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌလည်းဖြစ်လာခဲ့သလို အာဖရိကတိုက်ကအနောက်နိုင်ငံအနေနဲ့ဆက်ဆံရေးကိုဖျက်တောက်ဖို့အတွက်လည်းတောင်းဆိုခဲ့ပါသည်ဘလောက်ထိတော်မှလဲဆိုတော့ဗီယမာကြီး Queen Elizabeth ကိုတော့မှနိုင်ငံနဲ့သက်ဆိုင်နေတဲ့အကြီးအကဲအဖြစ်ကနေဖယ်ရှားပစ်ခဲ့ပြီးသူ့ကိုယ်သူ Victoria Cross လို့ခေါ်တဲ့အရာကိုလည်းပဲသူ့ဘာသူပြန်ပေးခဲ့ပါသည်ဒီလိုလူမျိုးကဘားကြောင့်များနှီးကုန်းမချုပ်တာလေအချိန်အများကြီးမကြာလိုက်ပါဘူးဒီရုံမာလာရဲ့အီဒီယာမင်ရဲ့အဆုံးသတ်ဟာတဖြည်းဖြည်းနဲ့ရောက်ရှိလာပါသည်ရုရှားနဲ့လီဗျာတို့ရဲ့ဆက်သွယ်မှုတွေဒီထောင်ရမှာ အာမီဟာပါလက်စတိုင်းလူမျိုးရေးအဖွဲ့ PLO ကိုထောက်ခံမှုပေးခဲ့ပါသည်1969ခုနှစ်အစွန်လမှဆိုရင် PLO အဖွဲ့ဝင်တွေဟာဒဲလ်အဘီကနေပါရီကိုသွားနေတဲ့လေရင်တစ်စင်းကိုပြန်ပေးဆွဲတဲ့အခါအာမီကသူတို့ကို NDB ဆိုတဲ့လေစိတ်မှာဇင်းသက်ဖို့အတွက်ဖိတ်ခေါ်ခဲ့ပါသည် PLO အဖွဲ့စည်းရီဟာတစားကန်း256ဦးနဲ့အတူအစ္စရေးဘက်ကဖမ်းဆီးထားတဲ့ပါလက်စတိုင်းကျင်းသား53ဦးကိုလဲလှယ်ပြန်လွှတ်ပေးဖို့အတွက်တောင်းဆိုပါသည် လူနေရာကျော်ရဲ့အသက်နဲ့လူ93ရဲ့အသက်ကိုလေခိုင်မှုတွေကိစ္စမှာအီဒီယာမင်တယောက်လုံးဝကိုမှပါဝင်နေခဲ့တာပါဘလောက်ထိပါဝင်ခဲ့လဲဆိုတော့လေစိတ်ကိုသူကိုယ်တိုင်သွားပြီးအဖမ်းခံထားရတဲ့လေစိတ်တစားကန်ရဲ့ရှေ့မှာမျက်နှာခတ်တင်းတင်းနဲ့ကြောက်စရာစကားတွေကိုပြောခဲ့ပါရီခရီးသည်တွေကိုဆဲဆူချိန်မောင်းနေတဲ့သူ့ရဲ့ပုံရိပ်တွေဟာကဘာတဝမ်းကိုပြန်သွားပါရီအစ္စရေးနိုင်ငံကူလက်မှတ်မရှိတဲ့ခရီးသည်156ဦးကိုလွှတ်ပေးခဲ့ပြီးကြံရှိနေတဲ့တစားကန်100လောက်ကိုပဲဆက်လက်ထိန်းသိမ်းထားပါရီအန်အောစရာကောင်းတာက ် NW လေဆိပ်ကိုအရင်ကဣသရေလအင်ဂျင်နီယာတွေကဒီဇိုင်းဆွဲပေးထားခဲ့တာပါ။ဒါကြောင့်မလို့ဣသရေလတွေကလေဆိပ်ရဲ့မြေပုံကိုရယူပြီးကြံရှိနေတဲ့ဒီဇာကန်တွေကိုဖမ်းထားတဲ့နေရာကိုအတိအကျသိရှိသွားခဲ့ပါသည်။အဲလိုနဲ့ဇူလိုင်လ3ရက်နေ့မနက်အစောပိုင်းမှာဣသရေလတပ်ဖွဲ့တွေဟာလေဆိပ်ကိုဝင်ရောက်စီးနင်းပြီးတိုက်ပွဲမှာဒီဇာကန်3ဦးသေဆုံးခဲ့ကာ10ဦးထဏ်ရာရခဲ့ပြီးကျန်တဲ့သူတွေကိုကယ်တင်နိုင်ခဲ့ပါသည်။နောက်ပြီးပြန်ပေးဆွဲသူခုနှစ်ဦးနဲ့သူတို့ကိုထောက်ခံတိုက်ခိုက်တဲ့ယူဂန်နာစစ်သား45ဦးကိုလည်းအပီးတိုင်တုတ်တင်ခဲ့ပါသည် ကဲဆယ်သူတူလည်းကြာဆုံးခဲ့ပေမဲ့ဒီကဲဆယ်ကြီးကအောင်မြင်မှုတစ်ခုလို့ဆိုရမှာပါအခုလိုမျိုးအကဲခံလာရတဲ့ကိစ္စပေါ်အောင်မြင်တယောက်ကတော့အတော်လေးဒေါသထွက်ခဲ့ပါသည်သူဒေါသကိုထုတ်ဖော်ဖို့တခြားသူမရှိတော့တဲ့အတွက်သူဟာသူ့ရဲ့လူမိုက်တွေကိုဂန်ပါလာစေယုံကိုဆေလုတ်ခဲ့ပြီးဒူရာဘလော့ဆိုတဲ့အသက်ကြီးရွယ်ကိုဖွာချစ်တူကိုအတင်းကျပ်ဆွဲခေါ်သွားခဲ့ပါသည်သူမကိုလည်းဘယ်တော့မှပြန်မတွေ့ခဲ့ရပါဘူးဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့အပြုအမူတွေကြောင့်မလို့ယူကန်နာအာနာရှင်ဟာယူသွနေရတဲ့အကြောင်းကိုကဘာကြီးကတဖြည်းဖြည်းသိမြင်လာပါသေးတယ်။ NWC နည်းမှုအပြီးအစ္စရေးတွေကတစားကနေယူကဲယူမှုပြီးမှာတော့အာမေရဲ့အာဏာချုပ်ကိုင်မှုကစတင်အားနည်းလာပါပြီ။အဲ့ဒီအချိန်မှာနိုင်ငံရဲ့စီးပွားရေးကလည်းလုံးဝပြတ်စီးနေပါပြီ။ဒါပေမဲ့လည်းအီဒီယာမင်ကတော့သူ့ရဲ့နိုင်ငံကိုဘယ်သူမှမပေးနိုင်ဘူးဆိုတဲ့ခံယူချက်နဲ့ပဲပုံကံမှုတွေလုပ်တဲ့လူတိုင်းဒီဘက်ကိုအားလုံးကွက်မြက်စီပါပြီ။အချို့သောတပ်ဖွဲ့တွေဆိုရင်တပ်ဖွဲ့လိုက်ကြီးအရှင်းခံရပါပြီ။ပြီးတော့ပြည်သူတွေကိုစီယုံမှုအတွက်တန်ဇန်နီးယားတွေကကျူးကျော်ရောမယ်ဆိုတဲ့သတင်းမှားတွေကိုလည်းသူကဖြန့်ခဲ့ပါရီ ကျူးကျော်မှုလို့ယူဆရတဲ့တိုက်ခိုက်မှုတွေကိုလည်းပဲသူကိုယ်တိုင်ကပဲဥဆောင်ပြုလုပ်ခဲ့ပြီးမြေပြင်တပ်တွေကိုလေကြောင်းထောက်ပံ့ပေးဖို့ညှင်းဆုပ်ခဲ့တာကြောင့်သူ့ရဲ့ထောင်ပေါင်းများစွာသောတပ်သားတွေဟာစစ်ပွဲအတွင်းမှာလည်းတည်ဆုံခဲ့ရပါသည်။တန်ဇန်နီးယားတွေကသူ့ကိုတံပြန်တိုက်ခိုက်ပြီးယူဂန်နာမြောက်ပိုင်းကိုစတင်စိတ်ဝင်လာပါသည်။အာမင်ကတန်ဇန်နီးယားနဲ့ယူဂန်နာစစ်ပွဲကိုပြည်ရင်းပြည်ထနာတွေကနေအာယုံလွှဲဖို့ရည်ရွယ်ခဲ့ပေမယ့်ဒီအစီအစဉ်ဟာမှားယွင်းသွားခဲ့ပါသည်။တန်ဇန်နီးယားတပ်တွေဟာနိုင်ငံ내ကိုဝင်ရောက်လာတဲ့အခါမှာ ဒေသခံတွေကသူတို့ရဲ့နိုင်ငံကိုပြန်လည်သိမ်းပိုက်ဖို့အတွက်ပြန်လည်ခုခံတာမျိုးမလုပ်တော့ဘဲအဲ့ဒီစစ်သားတွေနဲ့ပူးပေါင်းခဲ့ပါတယ်။နောက်ဆုံးသူ့ဘက်မှာကိုရိုင်းရှိနေခဲ့တဲ့စစ်တပ်ကိုရိုင်းကသူ့ကိုမထောက်ခံတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုရဲ့တပ်ကူကိုရောင်မှမချင်းနိုင်မင်းနဲ့မြေပြင်ကနေပြီးအကူအညီတောင်းတဲ့အခါမှာပြစ်ထားခဲ့လို့ထောင်ပေါင်းများစွာတည်ဆုံသွားမှုအပေါ်အားလုံးကအခင်းမကြေဖြစ်ခဲ့ပါတယ်။နောက်ဆုံးတန်ဇန်နီးယားတပ်ဖွဲ့ဝင်တွေဟာအာမင်ကိုဖမ်းမှုအတွက်ဝိုင်းရံလာချိန်မှာတော့သူကနိုင်ငံတွေကထွက်ပြေးရတော့တာပါပဲ။ဒီလိုကနေပဲအဆုံးသက်ကိုရောက်ရှိလို့လာပါပြီ။ ာမင်ဟာဒီအခြေအနေကိုသိမြင်သွားခဲ့ပြီးသူ့ရဲ့ဇနီးငါးဦးနဲ့ကလေး35ယောက်တို့နဲ့အတူလေပြားနိုင်ငံကိုထွက်ပြေးသွားပြီးပလင်းတူဘူးဆိုဖြစ်တဲ့မိုဟာမဂရာဖီယာလေးပဲသူ့ကိုခိုးလုံဝင်ပြေးခဲ့သွားပြီးအာမင်ဟာသူ့ရဲ့နိုင်ငံကို200ခိုင်နှုန်းကျော်လောက်ဖြစ်နေတဲ့ငွေကြေးဖောင်းပွားမှုတွေဒေါ်လာတန်း340ကျွေးမိနဲ့လူပေါင်း9သိန်းလောက်ရဲ့အသက်မရှိတော့တဲ့ခန္ဓာကိုယ်တွေနဲ့အတူတူခြံထားခဲ့လိုက်ပါပြီ။ပြည်သူတွေရုန်းကန်နေကြချိန်မှာအာမင်နဲ့သူ့မိသားစုကတော့ဂရာဖီရဲ့ရဲရုံးမှုအောင်မှာအတော်တန်စိန်ခံပြီးတော့နေထိုင်ခဲ့ကြရပါပြီ။ ဒါပေမဲ့1981ခုနှစ်မှာအာနာရှင်အူးကြားသဘောထားကွဲလွဲခဲ့ရပြီးအာမေဟာလီဗျာကနေနှင်ထုတ်ခံလိုက်ရပြီးတော့ဆာဒီအာရေဗျကိုသွားရောက်နေထိုင်ခဲ့ရပါသည်။ဆာဒီတွေနဲ့အတူတူနေထိုင်ရတဲ့ဘဝဟာအာမေနဲ့သူ့မိသားစုအတွက်အစောပိုင်းဘဝရှင်သန်မှုထက်အများကြီးနှိမ့်ချပြီးနေထိုင်ခဲ့ရပါသည်။1988ခုနှစ်မှာတော့လက်နက်ကိုင်အဖွဲ့ငယ်လေးတစ်ခုနဲ့ယူဂန်ဒါနိုင်ငံကိုပြန်လာဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ အဲ့ဒီအာနာရှင်အယူကြီးတယောက်ရဲ့ဘဝနီကုန်းဟာ2003ခုနှစ်ဩဂတ်လ16ရက်နေ့မှာဖြစ်ပေါ်ခဲ့ပါသည်မျိုးမျိုးသောကြောက်စရာကောင်းတဲ့လုပ်ရက်တွေကိုလုံဆောင်ခဲ့ပြီးမစင်မကြီးနေထိုင်ခဲ့မှုတွေကြောင့်မလို့ကြောက်ကမကောင်းတဲ့တံကိုခံစားခဲ့ရကဒလအကြောင်းမှာပဲတတိလစ်သွားခဲ့ရင်ပြန်မကောင်းမလာတော့ပဲတည်ဆုံသွားခဲ့တာဖြစ်ပါသည်မူလပထမအသက်ကယ်ဇက်ကိုတတ်ထားခဲ့ပြီးအသက်ကိုဆွဲဆန့်ထားပေမဲ့နောက်ဆုံးမှာတော့သူ့မိသားစုကအသက်ကယ်ဇက်ကိုဖျောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါသည်ဒီလိုနီးနဲ့ပဲအာနာရှင်ကြီးလက်ဖြင့် လူသားစားပါရီလို့နာမည်ကြီးတဲ့အယက်ဆက်ဆုံးယူဂန်ဒါအာနာရှင်အေဒီအာမင်ဟာဘဝကြီးကို အဆုံးသတ်သွားခဲ့တာဖြစ်ပါရီဒီနေ့ဗီဒီယိုတင်ဆက်မှုလေးကတော့ဒီလောက်ပါပြီနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုရှားပွေတင်ဆက်ပေးရောက်မှာပါအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရီခင်ဗျာ